မစ္စမရအောင်မင်္ဂလာပါရှင်လူနာ Jupiter Channel မှာကြိုဆိုလိုက်ပါတယ်ရှင်အခုက Tarot ဖတ်ပြပါမဟုတ်ဘူးပေါ့နော်ဆောင်းလေးဖတ်ပြမလို့ပေါ့နော်အာဒီဆောင်းကကြတော့ဣရိုဘုဒ္ဓဘာသာတွေနဲ့လည်းစိုင်းတဲ့ဆောင်းဖြစ်နေရဆိုတော့လေဒီကလေးလို့ပေါ့နော်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ကိုကအယူသီးတယ် sensitive ဖြစ်တယ်ဆိုလို့ရှိရင်တော့အာဒီဗီဒီယိုလေးကိုကြော်သားပြပါရှင့် ဒါက terror raid မဟုတ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲ့တော့ဗုဒ္ဓဘာသာဖြစ်နေပေမဲ့လည်းပဲဒီခုပြောမယ့်အကြောင်းအရာတွေဒီတရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို နားမထောင်ခြင်းမူစိတ်ဝင်စားအောင်ဆိုလို့ရှိရင်လည်းကြော်သားလိုက်ရပါတယ်ရှင်ဒီလူမျိုးပေါ့နော်ဖတ်ပေးရခြင်းရဲ့ရည်ရွယ်ချက်ကတချို့လူတွေမှာပေါ့နော်ဒါကနှိမ့်တူပါဆိုတော့ကြုံနေရတဲ့ခက်ခဲမှုတွေပြမန်းစင်းရဲမှုတွေ မျိုးမျိုးရှိကြတယ်ပေါ့နော်အခြေအနေမျိုးမျိုးနဲ့ relationship ပုံစံမျိုးမျိုးမှာလည်းအခက်ခဲတွေပြဿနာတွေမျိုးမျိုးရှိကြတယ်ဒီကနေပြီးတော့ပေါ့နော်စိတ်တရားတွေကတစ်ခုပြီးတစ်ခုထက်ခါထက်ခါနဲ့ရရှိလာကြတဲ့အခါမှာကိုပုံမှန်ပေါ့နော်ဆုံးဖြတ်ချက်တွေကိုရဲ့အသိစိတ်တွေကဖြည်းဖြည်းနဲ့ဝေဝါးလာတယ်ဆုံးဖြတ်ချက်ချရခက်ခဲလာတယ်နာကျင်မှုတွေပြမှတ်မှုတွေကို ဘယ်လိုမျိုးဖယ်ရှားရမလဲဘယ်လိုယုံထွက်ရမလဲဆိုတာကိုမသိဖြစ်လာတယ်ပေါ့နော်။နောက်ကိုယ့်ရဲ့စိတ်ကလေးကိုဘယ်လိုမျိုးတည်ငြိမ်အောင်အေးချမ်းအောင်ထားရမလဲစိတ်ကလေးကိုဘယ်လိုပြန်ပြီးတော့တန်ဆင်ရမလဲဒါတွေလည်းမေ့ရောလာကြတယ်။အော်ဒီလိုမျိုးအေးချမ်းဖို့အေးချမ်းအောင်လုပ်ဖို့တန်ဆင်အောင်လုပ်ဖို့အတွက်ကိုလည်းနီးလန်းတွေကိုချို့ကြောက်လည်းတည်တယ်ချို့ကြောက်လည်းဝေဝါးနေတတ်ကြတယ်ပေါ့နော်ချို့ကြောက်လည်းတည်ရနဲ့ကို ဒီအာယုန်တွေများများနေအာယုန်တွေထွေပြားနေရတော့ကြောင့်မလို့ဘာလို့လို့လောက်အောင်မသိအနေအထားမျိုးတွေဖြစ်နေကြတယ်ပေါ့နော်လူလူတွေအတွက်ကို healing လေးရဖို့အတွက်ရယ်ဘာလို့ဆိုတော့အရဲ့အတ္တမှာက healing energy ရှိတယ်ပေါ့နော် healing power ရှိတယ်တစ်ဖက်သားနားထောင်နေတဲ့သူရဲ့စိတ်ထဲမှာမွန်းကျက်နေတဲ့ခံစားချက်တစ်ခုခုကို ပြပြပြေလျော်သွားစေတဲ့ပေါ့နော်အဲ့လိုမျိုး energy မျိုးရှိရတော့ကြောင့်မလို့ အဲ့ဒါလည်းတကြောင်ပေါ့နော်နောက်တစ်ခုကကြတော့ဘာကြောင့်ဒီလိုမျိုးတွေဂျုံနေရတာလဲဒီလိုမျိုးတွေဆိုဆိုလို့ရှင်လဲအစိုးရကြီးပဲထက်ခါတက်ခါဂျုံပြီးတော့ဘယ်တော့မှအအကောင့်နေဂျုံရမှာလဲသူကြောင့်လဲကိုကအကောင့်နေပါရဲ့နဲ့ဘာကြောင့်ဒီလိုအစိုးရကြီးဂျုံနေရတာလဲဒါမျိုးတွေပေါ့နော်သူကြောင့်လဲတချို့လူတွေကြတော့ကိုနောက်မှာရှိရတဲ့လူတွေကြတော့မကောင်းတာတွေလုပ်နေပါရဲ့နဲ့ဘာကြောင့်သူတို့ကဟိုအဆင်ပြေနေကြတာလဲပေါ့နော်ကိုကြတော့ဘာလို့ ဘသူ့ဘုံမှာလည်းပဲဘာမှလည်းနင်းနေကကဖြစ်အောင်လို့မစော်ကားခဲ့အာမပြုတ်မှုခဲ့ပါပဲနဲ့ဘာကြောင့်ဒီလိုတွေဖြစ်နေရတာလဲစသဖြင့်ပေါ့နော်ဒီလိုမျိုးဖြစ်နေရခြင်းရဲ့အကြောင်းရင်းတွေကိုသိကျင်တဲ့သူများအတွက်ပေါ့နော်ကံအကြောင်းဆိုတဲ့ဒီအခန်းလေးကိုဖတ်ပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒါကတော့ဗုဒ္ဓဘာသာကောင်းတယောက်ဆိုတဲ့အစာအုပ်ထည့်ရနေပြီးတော့ထုတ်ပြီးတော့ဖတ်ပေးတာဖြစ်ပါတယ်အဲ့တော့စလိုက်ကြမယ်နော်ကံကိုယုံသလား လူတိုင်း၌ကံဉဏ်ဝရိယသုံးမျိုးရှိသည်ဉာဏ်ဝရိယနှင့်ပတ်သက်၍ပြဿနာမပေါ်ခြင်းလူတိုင်းကလက်ခံကြသည်ကံနှင့်ဆက်လျင်းလာလျင်မူကားကံမရှိဘူးဆိုသူကဆိုကံကိုမယုံဘူးဟုပြောသူကပြောကြသည်ထို့သောကံမရှိဘူးကံမယုံဘူးဟုပြောသူများသည်မိမိ၏အခြေအနေမိမိ၏အပြုမူများကိုမတုံ့တက်မစင်ကြဲမိကြသဖြင့်မိမိကိုယ်ကိုပြန်လည်ဆန့်ကျင်မိသူများသာဖြစ်ကြသည် အဘဲကြောင့်ဆိုသောထိုကံမယုံသူများသည်မိမိတို့မယုံဘူးဆိုသည့်အကံကိုပင် နေ့စဉ်နေ့တိုင်းပြုလုပ်နေကြသောကြောင့်ဖြစ်ပေသည်။ရှင်းပြပါအောင်အံ့ပါဠိဘာသာကံမမှကံဟုသောပါဠိသက်မြန်မာဝဟာရဖြစ်လာသည်။အထိပ္ပယ်မှာအလုဟုရေဖြစ်ပေသည်။နေ့စဉ်လှူရှားနေကြသော လောကလူသားတို့ကိုကြည်ပါ။ညီသူမဆိုအလုနှင့်ကင်းနိုင်ကြမည်မဟုတ်ပေ။သာဝဏေရေးပြည်လဲမှုအတွက်နေထွက်မှနေဝင်အထိယုံကံလှူရှားနေကြရသူကြီးဖြစ်ကြသည်။ ဟိုဒါကတော့ကံဆိုတဲ့ဒီဝဟာရလေးကိုယုံသလားပေါ့နော်အယုံကြည်ရှိလားဒါလေးကိုနှီးတမ်းပြထားတာလေးဖြစ်ပါတယ်အဲ့တော့7 minutes အားတော့ဒီဖတ်ပေးဖို့စဉ်းစားထားတယ်ပေါ့နော်ဆက်ပြီးတော့ကြည့်ပါမယ်ရှင်ကံနဲ့လက်တွေပေါ်ကကုသိုလ်အကုသိုလ်အလုပ်လုပ်သဖြင့်လောအပ်တမှုကိုရရှိကြသည်အစိုးရအမှုတမ်းများသည် တိုင်းပြည်အတွက်လုပ်လုပ်ကြသောကြောင့် ထို့အလောက်အအတွက်တိုင်းပြည်ကပြန်လည်ချင်းမြင်သော လာစာရိတ်ခါများရရှိနေကြသည်ကုံတဲ့သည်ကုံရောင်းကုံဝဲလုပ်ငန်းမှ အမြင့်အစွန်းရရှိခံစားရ၏စက်ပြိုးရေးသမားတို့သည်စက်ပြိုးမှုလုပ်ငန်းမှသိနှံများဖြစ်ထွန်းလာပြီးထို့မှအကျိုးမြတ်ကိုပထမအဦးဆုံးခံစားကြရ၏နိုင်ငံတိုင်းတွင်လူမှုပြည်ညက်ချက်ဥပဒေဟုသည်ရှိ၏ထို့ဥပဒေကို လူတိုင်းလိုက်နာကျင့်သုံးနေကြရ၏ခိုးယူခြင်းလူရက်ခြင်းတပ်ဖြတ်ခြင်း မရင်းကျင်ခြင်းသူသားမယားကိုကျူးလွန်ခြင်းပုံကန်ခြင်းစသောအပြစ်တို့ကိုကျူးလွန်မိသူသည်မိမိ၏မကောင်းသောအလုပ်ကြောင့်ဥပဒေအရငွေတန်း၊ကျိန်တန်း၊ထောင်တန်း၊ကျိုးတန်း၊သေတန်းခံကြရသည်အစိုးရဥပဒေကိုရိုသေလေးစားလိုက်နာပြီးရာဇဝတ်ပြစ်မှုများကိုရှောင်ကျဉ်သူများမူကားစိတ်ချမ်းသာကိုချမ်းသာနေကြရသည်မယားကောင်းကျိုးကိုဆောင်ရွက်သူများတန်းပြီအတွက်လှုပ်လှုပ်သူများသည်လည်းအစိုးရဥပဒေအရစုလက်ပန္နာခံယူကြရသည် ကမ္ဘာနိုင်ငံအသီးသီး၌လည်းအစိုးရဥပဒေများရှိကြ၏ထိုလူမှုပညာချက်ဥပဒေများကိုလည်းကျင့်သုံးလိုက်နာနေကြရသည်သာဖြစ်၏၎င်းအပြင်အများအကျိုးအတွက်မိမိတို့ပါဝင်နေသော ပါတီအဖွဲ့အစည်းတို့၏စီမင်းများကိုဥလည်မသွန်လိုက်နာနေကြမှုများသည်လည်းကံကိုလုံနေကြခြင်းပင်ဖြစ်သည်တိုင်းပြည်တို့တည်းရင်ပြည်သူပြည်သားတို့ဘဝတာယာရေးကိုဦးစီးဦးကိုင်းပြုလုပ်ဆောင်ရွက်နေကြသူများသည်လည်း မိမိတို့ဤကောင်းသောလုပ်ငန်းကြောင့်ကြော်စောခြင်း၊ခိတ်တိရရှိကြသည်။တကူအာနာရှိကြသည်။ချမ်းချမ်းသာသာနေကြရသည်။ဤကဲ့သို့ကံကိုကိုယ်တိုင်လုပ်နေကြပြီးကံအကျိုးကိုနေ့စဉ်ခံစားနေကြပါလျက်ကံမရှိဘူး၊ကံမယုံဘူးဟုပြောဆိုမိကြပါကဘုဒ္ဓမာများသာဖြစ်ကြရသည်။ထို့ပြင်သက်ဆိုင်ရာလူမှုပညာချက်နှင့်ဝါဒသဘောတရားအရပရာဟိတလောအားကိုတရုပ်ဖော်ပြ၏။စုပေါင်းလောက်ကင်ကြ၏။တဦးနှင့်တဦးကူညီရိုင်းပင်ကြ၏။ ထောက်ပံ့သင်းကြ၏ဖေးမှကူညီကြ၏ဤအလုပ်တို့သည်လည်းကံမဟုတ်လျင်အဘယ်နည်းဘာသာရေးလက်ညွန်ချက်များကြောင့်ကိုကျင့်တရားထိန်းသိမ်းကြ၏တူဦးနှင့်တူဦးရိုသေကိုင်းညွှတ်ကြ၏လူဒန်းပေကန်းစွန့်ကြဲကြ၏ကူညီကြ၏ရိုင်းပင်ကြ၏တနာကြ၏မြစ်တာထားကြ၏ဤသည်တို့လည်းကံအလုံများပင်မဟုတ်ပါလောဤတို့လျင်လောကီယေရှုတော်မှကြည်ကြည်လောကုတ္တရာယေရှုတော်မှမြင်မြင် ကံကိုနေ့စဉ်ပြုလုပ်နေကြပါလျက်ကံမရှိဘူးကံမယုံဘူးဟုပြောနေပါလျင်မြင်စီပြီးမြင်းထီမြင်းမမသိသူနှင့်အဘေတို့နှင့်ခြားနာပါတော့အန်နီအလောက်ကံတွေစမ်းကြဲခြင်းမှာလူသားတို့သည်ကံကိုလုပ်နေကြသည်မှာနည်းနည်းပပပဲမဟုတ်အစမ်းတကြဲအမြောက်အများပင်ဖြစ်၏လက်ရှိခေတ်တွင်လက်ကဘာတို့ရောက်ပြီးအင်္ဂါဂျိုတို့ခြေချနိုင်ရန်အထိကံတွေကိုအစမ်းတကြဲဖန်တီးနေကြပြီဖြစ်၏ ဤကဲ့သို့ကံတွေအလုပ်တွေစမ်းကြယ်နေသည်မှာလူသားတို့ဤစိတ်စမ်းကြယ်၍ဖြစ်သည်ထိုစကားမှန်ဤကျွန်တော်တို့လူသားတို့ဤစိတ်ကလောကတွင်စမ်းကြယ်ပါသည် ဆိုသော အရာဟုသမျှထက်စမ်းကြယ်လျက်ရှိ၏အကြောင်းကထိုစမ်းကြောင်စမ်းကြယ်အသွေးသွေးကိုလူစိတ်ကူးဖြင့်ဖန်တီးယူကြသောကြောင့်သည်စိတ်စမ်းကြယ်သည်နှင့်အမျှလူတို့ဤလုပ်ငန်းများလည်းစမ်းကြယ်လာ၏အလုံးမတူ၍လူတို့၏အသွင်ပြေများလည်းကွဲပြားလာ၏ ဝတ်စားစရင်မှုသွာလာနေထိုင်မှုတို့လည်းလုပ်ငန်းအရာကွဲပြားလာရတော့သည်ဤကဲ့သို့အသွင်ပြင်တွင်ပုံဟန်တံတန်တွေတစ်ခုနှစ်တစ်ခုမတူကြသောကြောင့်အမတ်အသားအခေါ်ပေါ်များလဲသူ့နေရာနှင့်သူ ခေါ်ပေါ်သုံးဆွဲလာရသည်ဆရာဆရာမဟူ၍လကောင်းရှေ့နေတရားသူကြီးဟူ၍လကောင်းရဲသားစကားမှုဟူ၍၎င်းတက်သားတက်ဖို့ဟူ၍၎င်းအခေါ်အဝေါ်ဝဟာရတွေ၊ကွဲပြားခြားနားလာရသည်။အလုတ်ကိုအခြေခံသောဘဝအခြေအနေများ အခေါ်အဝေါ်များကွဲပြားနေ၍ ဘာဖြစ်ချင်လဲဘာလုပ်ချင်လဲစသည့်စန္ဒာများတပွားပွားပေါ်လာရပေသည်မိမိစိတ်စန္ဒာအလိုက်နှစ်ချက်ရလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လာကြသည်အလုပ်ဤကုန်သိက္ခာနှင့်ကျင့်ဝတ်များကိုလည်းထိမ့်သိမ့်လာကြရသည်တပွားလုံးလုပ်ခဲ့သည်များအလုပ်အတွက်လက်လက်ဆက်ဆက်လှူအပ်တာမျိုးကိုခန်းစားကြရသည်အပြင်အလုပ်လုပ်သူဤစိတ်နေစိတ်ထားပေါ်မူတည်၍စိတ်စေတနာတတ္တိကလေးများလည်းလူတန်တန်၌ဆွဲမိကြံရခဲ့၏သူစေတနာတတ္တိကလေးများသည်အချင်းနီးပြက်ွယ်သွားသည်မဟုတ်ပေ ်သည်တော့ခါထိုစိတ်စေတနာဤစွမ်းရည်ကြောင့်ဘဝဆက်၍ဖြစ်လာရသည်မိမိဤစိတ်စေတနာကောင်းမှုစုံမှုအပေါ်အခြေခံ၍ဘဝကောင်းဘဝဆိုးကို ရောက်လာကြသည်ဤဒီမှာစိတ်ကူးတွင်းမြင်ချက်မဟုတ်မျိုးစေ့မှအပင်ပေါက်သည်မိကြောင့်အခိုးထွက်သည်ဟုတကယ်သို့ကြောင်ကျိုးကွင်းဆက်ယထာဘူတသဘောမှန်ဖြစ်သည်အလုံးနှင့်လောအားတံမိုးကိုမငင်းနိုင်သူမှန်သမျှကံကိုမငင်းနိုင်ပြီး မြေသူမဆိုးအလောက်ကံကိုသာနေ့စဉ်စူးစမ်းနေကြရသည် ဖြစ်သောကြောင့်ကဘာသူကဘာသားအလုံးသည်ကံကိုမယုံဘူးဟုပြောလျင်မိမိအလောက်ကိုမယုံမယုံဘူးဟုပြောမိလျက်သာဖြစ်ရသည်ဇပွဲတဲကနှစ်ကလေးပမာထွက်ဆိုလို့သာထွက်လာရတယ်ငါဘာကောင်းပါလိမ့်ဟုဆိုရကြချင်မည်ဤသို့သောအကြောင်းများကြောင့်လူတိုင်းသည်မိမိတို့နေ့စဉ်ကံကိုလုပ်နေကြကြောင်း၊ကံ၏အကျိုးကိုခံစားနေကြကြောင်းစင်စင်သုံးသပ်မိသင်၏ ကံမရှိကံမယုံဟုညီတိခါမြမြူစားထိုက်ကြောင်းယထာဘုဒ္ဓကြကြတွေးဆသိမြင်အပ်ပေသည်အော်ကံအကြောင်းကိုဖတ်ပြတာကတော့ဒီနေ့ဒီလောက်ပါပဲရှင်အာတကယ်လို့ပေါ့နော်အခုလိုမျိုးဖတ်ပြတာကိုစိတ်ဝင်စားတယ်အာစိတ်ဝင်စားတဲ့သူလည်းများတယ်ပေါ့နော်နောက်လည်းဖတ်ထပ်ပြီးတော့ဖတ်စီခြင်းနဲ့ဆိုလို့ရှင်တော့ကျန်တဲ့အကြောင်းအရာလေးကိုထပ်ပြီးတော့ဖတ်ပြမှဖြစ်ပါတယ်ရှင်အစကတော့တခြားပေါ့နော်ဟို motivation စေတဲ့ခြားအရာတွေဝတ္ထုတို့တို့အလိုမျိုးလေးတွေပေါ့နော်စိတ်ကိုရှင်လန်းစေမယ့်အရာလေးတွေဒါမျိုးလေးတွေဖတ်ပြဖို့အတွက်ကိုတော့စဉ်းစားထားသေးတယ်ပေါ့နော်ဒါပေမဲ့များသောအားဖြင့်အာစာအုပ်တွေက mobile ခွင့်နေရှိကြတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဖတ်ပြပေးဖို့အဆင်ပြေတဲ့စာအုပ်တွေကများတယ်ပေါ့နော်ဖတ်ပြပေးခြင်းတဲ့စာအုပ်တွေအကုန်လုံးလူလုံးက mobile ခွင့်နေရှိနေရဆိုတော့အာဒါကြောင့်မလို့အကောင်းဆုံး healing ဖြစ်စေမယ့်ပေါ့နော်ဒီတရားနဲ့ပတ်သက်တာကိုပဲဖတ်ပြရခြင်းဖြစ်ပါတယ်ရှင် အလုံးပဲတိရှိပေးကြတဲ့အတွက်ကျေးဇူးများရတယ်ပါတယ်ရှင်။မိတ်ဆွေများအလုံးပဲပြပြရများဝေးကွာပြီးကိုရောစိတ်ပါကျွန်မရှင်းသာကြပါစေ။ကောင်းသောလူရင်းစန္ဒအမှန်တရားလည်းပြပါကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြတဲ့မမနဲ့ထိုင်နေကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်။နောက်ထပ်ဗီဒီယိုများမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပဲရှင်။